အခုဘယ်လိုမျိုးစစ်မှုတန်းတက်သေးကို ရောက်လာတာလဲကျွန်တော်အလုပ်အလုပ်က6နာရီပြန်ဒါမှဖမ်းခံရတယ်တင်းနှံကာလာဘယ်လောက်ကြာပြီးဘယ်လိုမျိုးတွေဒီတင်းနှံမှာကြုံတွေ့ခဲ့ရလဲတင်းနှံကာလာတင်းနှံကာလာကို3လတက်ခဲ့ရတယ်တင်းနှံကာလာမှာဘယ်လိုကြုံတွေ့ရအောင်ဆိုတော့ကျွန်တော်တလောက်ကိုလာလာကို2သိန်း4တောင်2သိန်း4တောင်ကိုသူဟိုရေးတယောက်ဖို့ကြီးမီးကွိုင်ဖို့ဘာဖို့ညာဖို့ဖြတ်တဲ့အတွက်အတားအဆီးကို9000 10000ပဲရတယ် ဟုတ်ပြီနောက်ပြတော့အခုတင်တန်းတက်တဲ့အချိန်မှာရောအခုတို့ဘယ်လိုတွေကြုံတွေ့ခဲ့ရလဲဒီတင်တန်းကျောင်းထဲမှာပေါ့လေတင်တန်းကျောင်းမှာတော့သူတော်တန်ဟိုကျွန်တော်ပါစာရိုးဘယ်လိုပြောမလဲကောင်းမွန်ထားတယ်ကောင်းမွန်ထားတယ်တင်တန်းဆင်းပြီးတော့ဘယ်မှာတာဝန်ကြပြီးတော့ဘာတွေလုပ်ရလဲအဲကျွန်တော်တင်တန်းဆင်းပြီးရောကိုယ်ကမှမွန်မှန်နှစ်ပတ်တက်တယ်တက်ပြီးရင်ဟိုပစီကိုပို့လိုက်တယ်ပစီ ဒီခြေတန်းခြေတန်းကိုပို့လိုက်တာပေါ့နော်ခြေတန်းပစီဟုတ်ကဲ့ဒီအတင်းအရမစင်မူတန်ဆင်ခေါ်တာပေါ်တာဆွဲခံရတဲ့ဒီပါစတွေကိုစစ်တပ်ကဘယ်လိုမျိုးဆက်ဆံတယ်လဲอืมအစားအစားပိုင်းရောက်ရောက်ချင်းကိုတင်းနှင်းစင်ပြီးတပတ်လောက်ကောအကောင်းမှုဆက်ဆက်ဆံတယ်နောက်ပိုင်းကမင်းတို့ပါစတွေအဲရှေ့ကတေးသွားလဲငါတို့အတွက်စိတ်မပူနောက်မှတင်းနှင်းတစ်ခါစင်ရင်ဟာပါစဦဒူးကြီး9000ရှိတယ်မင်းတို့တယောက် ပြီးသွားဖြစ်ဖြစ်အဲတရားပဲဖြစ်အောင်ဟုတ်တယ်စိတ်ပူစရာမလိုအဲအမျိုးမျိုးနှိမ်ခံရတာပေါ့ဗျာတထဲအဲ့ဒီအထဲမှာရောတထဲမှာရောဒီပါစတွေကိုဘလူတွေနှိမ်နေလဲသူတို့တွေဘလူတွေခွဲခြားဆက်ဆံမှုတွေလို့ဘလူဆိုတော့ဟိုဟာရှေ့ကကိုယ့်ရဲ့ senior ပါစတွေကနှိမ်နေအမင်းကဘာဖြစ်လို့မိကို senior စကားကိုနားမထောင်ဘူးအဲဒါဆိုရင်အဲပါရိုက်တာရှိရဲ့နှိမ်ရိုက်တာလည်းရှိရဲ့ဒါကြောင့်လည်းခြေရလို့ခြေတော့နဲ့ခေါင်းနဲ့ကန်တာလည်းရှိဟုတ်ပြီ နောက်ပြီးကြတော့ဒီတက်ထဲမှာရောပါစာနဲ့တန်လီတွေရဲ့အခြေအနေဘယ်လိုရှိလဲပါစာနဲ့တန်လီရလို့ဟိုလိုခွဲရပြီးတော့မဟုတ်အဓိကတော့အပေါ်ကနည်းနည်းဟိုယာတုရှိရပေါ့ကျွန်တော်အပွင့်အခက်တွေဘူးရီအခုကျွန်တော်ဘူးရီရဲစုပ်ဆိုလဲကျွန်တော်အပြည့်မရှိအပြည့်ရှာဒါဆိုရင်ဟိုရိုက်တာနှစ်တာရှိရအဟင်းချက်ဆိုလဲကောင်းကောင်းချက်မပြူပေါ့ဟိုကရဲဘိုးကြီးပေါ့တော်တော်တန်း နှိမ့်ဆက်တာတွေများပါတယ်။နောက်ပြီးအရဟွာဝဲဂျီတူးဘုံမှုဆိုမိထိုက်ဆိုပြီးပိုးတောင်ဆိုပါသေး။နှိမ့်ဆက်တာ။အဲအဲ့တက်ထဲမှာအခုရှိနေတဲ့ပါစာတွေနဲ့တန်တီတွေရဲ့နေထိုင်တဲ့ပုံစံတွေနဲ့သူတို့ရဲ့စိတ်တွေကအခုဘလို့ဘလို့အခြေအနေတွေရှိနေကြ။အဲဘလို့ရှိရင်ဆိုအရင်ကဟိုတန်တီရောက်စိတ်လိုက်တက်ကြွတယ်။ဒီတိုက်ဖို့စစ်တိုက်ဖို့အရေးကျွန်တော်ပါစာရောက်ဟိုပေါ်တာဆွဲရလို့အတင်းအဓမ္မစူးစောင်းခံရအောင်စစ်တိုက်ဖို့နေတာဒီတနက်ကန်ရရင်စိတ်မပါကြရလေ။ ဟုတ်နောက်ပိုင်းညာတန်တေးရတန်တေးတန်တေးမပြောနဲ့ကွာဒီတရည်၂ရည်၃ရည်၄ရည်ကစအော်၄ရည်တောင်ဖြစ်တဲ့၃ရည်လို့အဲဘူလေးရစစိတ်တက်တီကြလာရဲ့အဲသူကပါစဟိုဘယ်လိုပြောမလဲဒီအပြင်ဖွဲ့ပြီးကျင်စိတ်တွေပေါက်လေကျွန်တော်ဆိုလဲမင်းတို့မနေချင်းထွက်ပြီးအဲလိုပြောရရှိတယ်သူကပါစစိတ်တက်တီကြနေအာဘာလို့စစ်တက်ကနေဆုံးခွာပြီးတော့အလင်းဝင်မှုဆုံးဖြတ်ခဲ့တာအဲကျွန်တော်ကျွန်တော်ငကိုလေးက ဒီဟိုတက်တဲ့ဝင်မှုလဲစိတ်ကူးလဲမရှိဘူးစိတ်ကလည်းတော်လိုင်းစိတ်ပဲရှိတယ်မတော်ကျွန်တော်မပြည့်နိုင်လို့ကကျွန်တော်ပေါ်တာဆွဲပြီးတော့စစ်တက်တဲ့ပါလာပဲရှိတယ်အဲတော့တန်ငယ်ချင်းကျွန်တော်တယောက်တည်းအစအလင်းဝင်မှုဆုံးပြတ်တာဒါပေမဲ့တန်ငယ်ချင်းเนี่ยလည်းသူ့ဘာအလင်းဝင်မယ်ဆိုတော့အကုန်ကိုနဲ့စိတ်တူကိုယ်တူမလို့သူ့ဘာရအောင်ခေါ်ပြီးအလင်းဝင်ဖို့ဆုံးဖြတ်ခဲ့ဟုတ်ပြီအဲဆိုရင်အခုကိုယ်ဘာဆက်လုပ်မယ်လို့စိတ်ကူးထားလဲကျွန်တော် ော်လိုင်းရင်းနဲ့တော်လိုင်းတော်လိုင်းရင်းနဲ့မှာပဲပြန်ပြီးတော့လက်နဲ့ကန်ပြီးတော့ဒီစကောင်စီကိုပြန်ပြီးတော့တိုက်ဖို့စိတ်ကူးရှိထားပါဆုံးမြတ်ချက်ထားချထားအာစစ်တပ်ထဲမှာကြံခဲ့တဲ့ဒီအကူရိုးနဲ့အတူတူနေခဲ့တဲ့ဒီတငယ်ချင်းတွေကိုဘာပြောချင်လဲဟုတ်ဒီကျွန်တော်ဒီခမရတုံးနေမို့ပါဒီတနင်္ဂနွေလို့မှာရှိရတက်ကပါစာရောတန်လေးရောပါဟိုတက်ထမ်းမှနေရောဟိုမိသားစုနဲ့တွေ့ဖို့တဲ့တေဖို့ကများတယ် နိစရာဒီဒေါ်လိုင်းအင်အားစုနဲ့ဆက်သွယ်ပြီးတော့အလင်းဝင်ကြပါသူကကျွန်တော်ကိုအခုကျွန်တော်လည်းကိုတွေ့ပါညီကိုလို့ဖောင်းတဲ့ဆက်ဆံနဲ့ညီကိုလို့ထားတယ်ပြောပြောရှင်းရှင်းပဲကျွေးရမွေးရဆာအကုန်လုံးကောင်းကောင်းမွန်ထားတယ်ဒီမိသားစုစီပြန်ရင်လည်းရောင်းပို့ပေးတယ်ဟုတ်အလင်းဝင်ဖို့ပဲတန်းတရားအလင်းဝင်ပြီးတော့ကိုမိသားစုနဲ့ပဲပြောပြောရှင်းနေမယ်ဆိုရင်ဒေါ်လိုင်းအင်အားစုနဲ့ပဲဆက်သွယ်ပေးဖို့ဆက်သွယ်ကြဖို့ပြောခြင်းပါ ဖြည့်စို့စကားဘာပြောစရာရှိသလဲဖြည့်နိုင်ဖြည့်နိုင်ရောခုနလိုပဲဒီတတန်းမှာမနေကြဘူးမနေကြပါဘူးနဲ့ဒီလက်နဲ့ချအလင်းဝင်ပါအဲ့လိုပဲပြောချင်တယ်လက်နဲ့ချအလင်းဝင်ပြီးတော့ကိုမိသားစုနဲ့ကိုဆက်သွယ်မောဒါမှမဟုတ်လေဟိုအဝေးတနေရနေပြီးတော့ဒီတော်လိုင်းအင်အားစုရောထောက်ပံ့တက်ကနာမည်ပဲရှိတာအတွင်းထဲမှာလုံးဝစုပ်ပြတ်တက်နေဘူးလေအခုကျွန်တော်နေမဟုတ်ပါဘူး တနိုင်ငံတို့မှာရှိတဲ့ပါစာတွေသူကိုတွေ့ရည်ဂျုံပြီးဂျုံလဲဂျုံနေရပါတယ်ဟိုကိုအတိညာနဲ့ကိုသုံးဖြတ်ပြီးတော့အလင်းဝင်ကြဖို့ပြောချင်ပါတယ်ကျေးဇူးပါနော်ဟုတ်